မင်္ဂလာညချမ်းပါရှင်။နေပြည်တော်မွလီဝတ္တနယ်ဇလာမီတာညချမ်းမှုစီဌာနမှာ2025ခုနှစ်ဇွန်လ9ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မွလီဝတ္တသတင်းများကိုတင်ပြပါမယ်ရှင်။ဒီကနေ့ညနေ6:00နာရီခွဲချိန်တိုက်တော်ရရှိခဲ့တဲ့အမြင့်ဆုံးဘူးချိန်များမှာနေပြည်တော်မှာ33ဒီဂရီဆက်စီယံ67ဒီဂရီဖာရန်ဟိုက်ရှမ်းကုန်းမြို့မှာ34ဒီဂရီဆက်စီယံ63ဒီဂရီဖာရန်ဟိုက်နဲ့မန္တလေးမြို့မှာ36ဒီဂရီဆက်စီယံ69ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါသေးတယ်။ ဒီကနေ့ညနေ6:00ခွဲရဲ့အချိန်မူလဝတ္တကျူတို့မှာဖန်အောင်ရရှိတဲ့ပုံရံကပ်လီပင်နေပြင်နေဘင်္ဂလားပင်လယ်အော်လိုမှာတိမ်တင့်တင်မှာတိမ်ထူထန်နေပါလိမ့်မြန်မာနိုင်ငံပေါ်မှာကတော့ချင်းပြည်နယ်မကွေးတိုင်းဒေသကြီးရှမ်းနေတောင်ပိုင်းပဲခူးတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာမိုးဒိန်အောင်များဖြစ်ထွန်းနေရရှိပြီးအဆိုပါမိုးဒိန်အောင်များရွှေလန်လန်နေရတဲ့ချောင်းမှာ ိုးရွာသွန်းခြင်းနဲ့တူလေးပစ်လိုက်ခြင်း၊မိုးထေကျုံခြင်း၊မိုးကြိုးပစ်ခြင်း၊ပျက်စီးနေခြင်းနဲ့မိုးတီကျွေးခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုရပါတယ်။ကျန်းတိုင်းဒေသကြီးနဲ့ပြည်내များမှာတိမ်တဲ့တွေမှာတိမ်ထွက်တဲ့နေရာကိုတွေ့ရပါတယ်။ဘင်္ဂလားပင်လယ်အော်ခြေနေမှာကပ်လီပင်လယ်ပြင်နေဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေးအာတင်တင်ရှိနေပါတယ်။မြန်မာပင်လယ်ပြင်မှာ န်ဦးရန်တချောင်းနဲ့ကန်လိုပင်နေပြည်တော်မှာတခါတရံမိုးသက်လေးပြင်းများကြာရောက်ပြီးလှိုင်းတင်တင်မှာလှိုင်းချနေပါတယ်။မိုးသက်လေးပြင်းကြတဲ့ရေပြင်းပြင်းလေးရတနအိုင်ကိုမိုက်30ထိတိုက်ကတ်နေပါတယ်။လှိုင်းမြမမြမကန်ဦးရန်တချောင်းနဲ့ကန်လိုပင်နေပြည်တော်မှာ10ပင်မှာ10ပင်ကန်ရှိနေပါတယ်။မနက်ဖြန်မော်တဲချိန်ကြီးခံမှန်းချက်များနေနေကတော့စကန်နယ်ဒီတန်းကြီးအောက်ပိုင်းမပွေတိုင်းဒီတန်းကြီးမန္တလေးတိုင်းဒီတန်းကြီးရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာကြကြင်အေရော်ရီတိုင်းဒီတန်းကြီးပဲခူးတိုင်းဒီတန်းကြီး ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းနဲ့ကချင်ပြည်နယ်တို့မှာနေရာစစ်စစ်နဲ့စကိုင်းနယ်ဒေသကြီးထပ်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်မြေပြည်တော်ရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီဒေသကြီးတို့မှာနေရာနှံ့ပြားမိုတေချုံရွာပါမယ်။နေပြည်တော်နဲ့ညတော်မြေပြည်အတွက်မိုးလေဝသအခြေအနေခံမှန်းချက်မှာနေရာကွက်ကြားမိုတေချုံရွာပါမယ်။အနည်းဆုံးအချိန်မှာ33ဒီဂရီဆက်စီယံ67ဒီဂရီဖိုင်ဟိုင်းနဲ့ အနည်းဆုံးဒီချိန်မှာ24ဒီဂရီဆက်စီရဲ့85ဒီဂရီဖာရင်ဟိုက်ရှင်းနေပါတယ်။ရန်ကုန်မြို့နယ်ဒီတိုင်းမနက်ဖြန်အတွက်မိုးလေဝသအခြေအနေခံမှန်းကြပါလိမ့်။နေရာကွက်ကြားမှုထစ်ချုံရပါမယ်။အနည်းဆုံးဒီချိန်မှာ34ဒီဂရီဆက်စီရဲ့63ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးဒီချိန်မှာ24ဒီဂရီဆက်စီရဲ့85ဒီဂရီဖာရင်ဟိုက်ရှင်းနေပါလိမ့်။မန္တလေးမြို့နယ်ဒီတိုင်းမနက်ဖြန်အတွက်မိုးလေဝသအခြေအနေခံမှန်းကြပါလိမ့်။နေရာကွက်ကြားမှုထစ်ချုံရပါမယ်။ မြင့်ဆုံးအချိန်မှာ36ဒီဂရီဆက်စီရဲ့69ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးအချိန်မှာ26ဒီဂရီဆက်စီရဲ့89ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။နောက်နေ့အတွက်ခံမှန်းချက်အနေနဲ့ကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ရှိတောင်ပိုင်းတို့မှာမုတ်တုံလေးအာတစ်တင်မှာအကောင်နေပါမယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကြမ်းမှချမ်းသာကြပါစေရှင်။